င်ငံကျွန်တော်မှနေတာမှကျွန်တော်ထိုင်းနိုင်ငံထိုင်းနိုင်ငံကျွန်တော်မှနေတာကျွန်တော်ကကြတော့ဒီ passport ဟိုဟာ passport ဟိုဟာဒီကိုစတတန်းကောင်းသွားပြီးတော့အဲ့ဒီမှာဖန်ကန်တီနာပေါ့နော်ပြီးတော့အဲ့ဒီမှာ6 7တောင်းရက်လောက်ကြပြီးတော့ကျွန်တော်ဒီမြန်မာမြန်မာဖက်ကန်ကိုလွှဲပြောင်းခံရတာပေါ့ကျွန်တော်တို့အဲ့လက်ရှိကျွန်တော်တို့အဲ့လွန်မဲ့ရက်ကြတော့အဲ့လူတွေတင်လာပြီးတော့အဲ့ဒီရင်းနှောင်းခံရင်ဟင်းချံအဲ့လှေစိတ်မှာပေါ့နော်သူတို့လက်ရှိ မြန်မာဖက်ရလာပြီးတော့အဲ့ဒီဟိုဟာလာတန်မှတ်လာပါလားတော့မသိအဲ့မှာသူတို့လက်ရှိ6သားကိုနံပါတ်စင်းရင်ခေါ်တာပေါ့နော်အာဘယ်သူဘဝအဲ့လိုရှိလားပေါ့အဲ့လိုမျိုးပေါ့နံပါတ်စစ်တာပေါ့ဗျာရှင်ပြောလို့ရှိရင်ပို့မဲ့လူဦးရေစင်းတကယ်ပြည်လားမပြည်လားအဲ့လိုစစ်တာပေါ့စစ်ပြီးတော့ကျွန်တော်တို့လွှဲပြောင်းပေးတာပေါ့အဲ့လိုပေါ့ကျွန်တော်ခရင်ဟင်းချန်အောင်နေပြီးတော့ကျွန်တော်တို့ကော့တောင်းကော့လမ်ဘကန်ကိုပို့တာပေါ့နော်အဲ့ဒီမှာကော့လမ်ဘကန်ပို့ပြီးတော့အဲ့လက်ရှိကျွန်တော်တို့လက်ခံတာကတော့

မြန်မာနိုင်ငံကထုတ်ထားတဲ့ဥပဒေပေါ်တော့အဲ session နဲ့35ကြာမှဒီဒီစမုံထမဲ့ဖြစ်မနေထမ်းရမယ်ဆိုပြီးတော့ကျွန်တော်တို့အဲနှစ်မျိုးခွဲလိုက်တာပေါ့ဗျာအဲတက်ကျွန်တော်တို့ဟိုရောက်တော့အဲ့မှာတက်တွေပါတွေမေးတယ်ပြီးလို့ရှင်မှတ်မနေရှိလို့ရှင်မှတ်မနေနေထောက်ပြတဲ့အခါကျတော့အဲ့မှာလိန်လို့လည်းမရဘူးကျွန်တော်အဲ့ဒီကနေပြီးတော့ဘယ်လိုပြောမလဲအဲ session နဲ့အနေ35ကြာကျတော့တင်နေရထားလိုက်တယ်ပြီးလို့ရှင်35ကြော်ရတဲ့လူတွေကျတော့တင်နေရပေါ့ထမ်းဥပဒေဆိုပြီးတော့သူတို့အဲ့ today off ကနေပြီးပြောပြီးတော့ကျွန်တော်တို့ ပဲနေရောက်လဲဆိုတော့ငါးဆယ်ကျော်ဝန်းကျင်လောက်အဲကျွန်တော်စက်မှုန်ထန်နဲ့ပေါ်သွားတယ်ဟဲ့စက်မှုန်ထန်နဲ့ပေါ်ပြီးတော့အဲကျွန်တော်တို့ဘယ်ကိုပို့လဲဆိုတော့အဲချီလျင်တက်၄လုံးတက်ပေါ့နော်အဲကောတောင်း၄လုံးတက်တယ်ကိုကျွန်တော်ပို့တယ်ပေါ့ငါးဆယ်နဲ့ရှိရဖြစ်မှာကလည်းငါးဆယ်ရှိရပေါ့သူတို့ကဘယ်လိုလောက်လဲဆိုတော့အဲဒီမှာသူတို့မေးတော့မေးပါတယ်ဘယ်လိုပြောမလဲလက်ရှိဘယ်လိုပ ပုံမှန်သူတို့အကျိုးတာကမ်းတာတွေအဲ့ဒီလိုဟာတွေဆက်ဆဲတာတွေလာရမယ်တကယ်လက်တွေ့မှာကြတော့ဘာမှရေရမဟုတ်ပါဘူးသူတို့ပြောတာတွေကလုံးပြောမဲ့ထင်းရောက်ပါဘူးပို့တာပို့တာပါပဲစတတဲ့ပို့တာပို့တာပါပဲကျွန်တော်တို့အဲ့ဒီ code down လေးတောင်းတက်မှန်ထားပြီးတော့ကျွန်တော်တို့6ရက်9ရက်မြောက်လောက်ထားပြီးတော့သူတို့အဲ့ဒီကျွန်တော်တို့စူဆုံရေးတက်အဲ့ဒီမြိတ်မြိတ်ရွှေသူကိုပို့တယ်မြတ်ကျွန်တော်လှေနဲ့လက်တက်ပါ ရွှေထူးပညာရေးကျောင်းပေါ့နော်မြိတ်ရွှေထူးပညာရေးကျောင်းကိုကျွန်တော်တို့ပို့တယ်ခင်ဗျာအဲ့ပို့တဲ့ချိန်မှာတော့ကျွန်တော်တို့တိလက်ရတာအဲ့ညမှဖြစ်ကျင်တော့အဲ့မှာကျွန်တော်တို့မှ၂ယောက်ထွက်ပြေးတယ်ခင်ဗျာအဲ့ကိုတောင်း၄ဆောင်းတက်ရ၄ဆောင်းတက်ရနေပြီးတော့အဲ့မှာ၂ယောက်ထွက်ပြေးသွားတဲ့အခါနောက်တညလည်းကြာရောကျွန်တော်တို့ဘာမှမပြောအဲ့ဆေးအောင်တာမအောင်တာလည်းကျွန်တော်တို့လည်းမသိဘူးသူတို့ကဘယ်လိုမျိုးဆေးအောင်တဲ့လူတွေကိုထားခဲ့တယ်ဆိုပြီးတော့ဘယ်လိုမျိုး၁၀ဆောင်းယောက်လာမသိဘူးခြံခဲ့တယ်ခင်ဗျာ၁၀ဆောင်းယောက်ခြံပြီးတော့ကျွန်တော်တို့၄၀နဲ့၆ယောက်ပေါ့နော်ကျွန်တော်တို့ပို့တာအဲ့ညချင်းည နောက်တည့်ရက်လဲကြာတော့ကျွန်တော်တို့အဲညချင်းပို့တာအဲမြေရွှေထူးတဲ့ပေါ့ရွှေထူးပြင်ရဲ့အကြောင်းကိုပို့တာပေါ့ခင်ဗျာကျွန်တော်တို့တင်းနဲ့သူရေးရတာတော့အဲ့မှရွှေထူးမှရေးရတာတော့အဲ့ပညာရေးအကြောင်းမှတ်တဲ့ဆိုပြီးရေးရတာပဲကျွန်တော်တို့ ရောက်သွားတဲ့ချိန်မှာတော့ကျွန်တော်တို့ရောက်သွားတော့အဲ့ကျွန်တော်တို့ရှစ်မှာအဲ့ဒီဟိုဟာဘာပေါ်တာဆွဲတာလားအဲ့လိုလားပြီးရင်ပြီးလို့ရှိရင်အဲ့ဒီသူတို့ကနေပြီးတော့ဘယ်လိုပြောမလဲကိုဘကိုစိတ်စိတ်ပါလို့အဲ့သင်း90ယူ30ယူပြီးတော့လာလောက်တဲ့လူတွေလည်းအဲ့ဒီမှာဘယ်လောက်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ရှိမယ်ဗျာ90ကျော်ဝန်းကျင်လောက်တော့ရှိမယ်ကျွန်တော်တို့က40ကျော်တရားဝန်းကျင်ပေါ့ဗျာကောင်းလုံးကျွန်တော်တို့က40ကျော်သူတို့ကအရင်ရောက်နေတာကြတော့အဲ့90ဝန်းကျင်လောက်ရှိတယ်ခင်ဗျာကျွန်တော်တို့တိကျတော့မသိဘူးပေါ့ သူတို့ဟိုကဖြစ်တာကြတော့ဘယ်လိုမျိုးတအားကျင့်ကြသွားတယ်ဖောင်းတွေဘာတွေလဲသိမ်းတယ်ကျွန်တော်တို့မှသိမ်းထားပြီးတော့ဖောင်းလည်းမကန်ရဘူးဒါပေမဲ့ကိုယ်ဆောင်မှကြတော့ဖောင်းတွေဘာတွေလဲပေးကန်တယ်ဗျဒါပေမဲ့ကျွန်တော်ကလည်းအေးစင်းတယ်ဒီမှာကြတော့ဒီဒီမြေရောက်သွားတဲ့ခါတအားကျင့်ကြဖောင်းတွေဘာတွေလဲမရှိဘူးပြီးလို့ရှိရင်အဲ့ဒီကျွန်တော်တို့နေတဲ့ဆောင်ဆိုလို့ရှိရင်ဗျပြင်မှာအကွန်လုံးအဲ့ဒီပြင်းပောက်တွေဆိုလို့ရှိရင်အဲ့ဒီပြင်ကနေပြီးတော့အဲ့စစ်သားနဲ့ရိုက်ထားတယ်ပြီးလို့ရှိရင်သူတို့တကားကြီးကကြတော့အဲ့စွန့်နဲ့ခတ်ထားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ အင်္ဂါတွေပဲသွားကျင်လို့ရှိရင်တော့သူတို့တတိပေးလို့ရတယ်ဒါပေမဲ့ဒီပို့သွားတာလောက်ပါလောက်အဲ့ဒီတောင်ပေါင်းတွေထားပေးတာအဲ့လိုမျိုးပေးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ထဲအဲ့နှစ်ယောက်နှစ်ယောက်ကကျတော့တနာယူနှစ်ယောက်နှစ်ယောက်ဆိုတော့လှက်ကြနဲ့နှိုးပြီးတော့ကျွန်တော်တို့နေရအဲ့လိုမျိုးနေတော့ကျင်းကြွားတာပေါ့နော်အဲ့မှန်းကြတော့ အရင်ရောက်တဲ့ခါကျတော့ကျွန်တော်တို့ကတော့ဘယ်လိုလဲစရော့ကတော့သူတို့ကနေပြီးတော့ကျွန်တော်အရင်လာမိတ်ဆက်တယ်အကိုကြီးကျွန်တော်တို့ဘယ်လိုပြောမလဲအဲ့မတရားဖန်ခံရတယ်ဗျာဘယ်လိုဘယ်လိုဟိုပါပေါ့အဲ့လိုပြောအာကျွန်တော်တို့လည်းဘယ်လိုပြောမလဲရှင်းပြောလို့ရှိရင်ဗျာကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာကျွန်တော်တို့တရားမဝင်နေလို့ဥမာပြောလို့တရားမဝင်နေလို့အဖမ်းခံရတယ်ကျွန်တော်မြန်မာပြည်ပြန်ရောက်လောလတ်မလားဆိုတော့တကယ်လက်တွေ့ကြတော့အဲ့စစ်တပ်ရဲ့ပို့တော့ကျွန်တော်တို့မလောက်ကျင်တဲ့ လုံးပြောမယ်ကျွန်တော်မှရှင်းပြောလို့ရှိရင်ဗျာနောက်မှမိသားစုရှိတယ်ဒါပေမဲ့သူတို့ကတော့မေးပါရဲ့ဒါပေမဲ့တကယ်လက်တွေ့ကြမှာတော့အဲ့လိုမဟုတ်အဲ့လိုတိုင်ပင်ဖြစ်ကြတာပေါ့အာကျွန်တော်ကလည်းအဲ့မကျင်နာဘူးဗျာလုံးပြောမယ်ထွက်ပြေးကြမယ်အာဒါတကယ်လို့သူတို့လိုက်လာလို့ရှိရင်အတော်လာမယ်အဲ့လိုတွေပေါ့အပြန်ချမယ်ဆိုပြီးတော့ကျွန်တော်နှစ်ရက်နှစ်ရက်လောက်တိုင်ပင်ဖြစ်ကြတာပေါ့ဒါပေမဲ့တအားလုံးလားတအားတော့မလုံးလပါဘူးသူတို့တိုင်ပင်ရတယ်ဆိုရင်မူလင်းကြလို့ရှိရင်ကျွန်တော်တို့6နိုင်ဆိုတန်းစီရဗျာ6နိုင်ထိုးပြီးလို့ရှိရင်အဲ့မှာမင်းဆက်စားမယ်စားပြီးလို့ရှိရင်အဲ့သူတို့ဆောင်းထဲကိုပို့တယ်ဗျာဆောင်းထဲကိုပို့ပြီးတော့အဲ့ စတဲ့နိုင်ဆိုလို့ရှိရင်ထမင်းထွက်စားမယ်နေ့လည်စားစားမယ်စားပြီးလို့ရှိရင်အဲ့ဆောင်တဲ့ပြန်ဝင်ကျွန်တော်ဘယ်မှမသွားဘူးအဲ့ပြီးလို့ရှိရင်အဲ့ရရညနေစားထမင်းစားမယ်ရေချိုးမယ်ရေချိုးပြီးလို့ရှိရင်အဲ့တဲ့ပြန်ဝင်ည9နာရီလောက်မှကျွန်တော်တို့အဲ့ခန်းနဲ့အဲ့တဲ့ခန်းနဲ့ပြန်ပို့တာပေါ့နော်ကိုအဲ့လူခမပြထူးတဲ့ကိုရောက်တဲ့ရက်ကျတော့တရက်နေ့တောင်းနိုင်လို့ရှိမှာအဲ့ဒီကတညကျွန်တော်တို့တိုင်ပင်ဖြစ်တယ်ဒါပေမဲ့ခြေနေရတိတ်မရဘူးခြေရတိတ်မရဘူးဘယ်လိုခွင့်ရတိတ်မရဘူးပေါ့ဗျာပြီးတော့နှစ်ရက်ကျတော့ကျွန်တော်ဆက်ပြေးဖို့ကြိုးစားရတယ်ဒါပေမဲ့ခွင့်ရတိတ်မရပြန်ဘူးဒါပေမဲ့ ထူပါဘူးဆိုပြီးတော့ဘယ်လိုပြောမလဲနောက်တစ်ရက်လဲကြာတော့ကျွန်တော်နေ့လည်းပဲလီရေချိုးချိန်တော့9နာရီလောက်ရှိမလားမသိဘူးကျွန်တော်ထွက်ပြေးဖို့ကြိုးစားရတာမဲ့ခွင့်ရရမရမအဲ့ညာကြတော့တိုက်ဖြစ်ကျင်တော့အဲ့မိုးတွေရွာတာဗျမိုးတွေတအားတအားရွာတာအဲ့ညာမိုးလဲရွာရွာဒါခွင့်ရပေါ့နော်အဲ့ညာကြတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအကောင်လုံးကတော့တိုင်ပင်ပြီးတော့ဘယ်လိုပြောမလဲကျွန်တော်တို့သူတို့လက်ရှိကျွန်တော်နေတဲ့ခန်းမှာကြတော့နံပါတ်1ပြတင်းပေါ့ရယ်နံပါတ်3ပြတင်းပေါ့ရယ်ကြတော့ပြင်ရတက်သားနဲ့မရိုက်ထားဘူးဗျ ဒါပေမဲ့ကျွန်တော်တို့မသိလိုက်တာအဲ့စံနဲ့ရိုက်ထားရဲဆိုတော့မသိလိုက်တာဒါပေမဲ့တကယ်တကယ်တဏှာခွဲနေနေလဲကျွန်တော်ဖွင့်လဲဖွင့်ရောဖွင့်ရတာတိတ်တော့မလွယ်ဘူးလုံးပြောမဲ့စံနေနဲ့သူတို့ကထပ်ရိုက်လာတာဒါပေမဲ့အဲ့ဒီဟာကိုမရမကဖွင့်ပြီးတော့ကျွန်တော်နှစ်နာရီခွဲဝန်းကျင်လောက်ရှိမှခင်ဗျာကျွန်တော်ထွက်ပြေးကြတာလိုလဲဆိုတော့အဲ့ညာကြတော့ဘယ်လိုများနှစ်နာရီလောက်ဆိုတော့သူတို့သူတို့တွေလည်းဘယ်လိုပြောမဲ့ဒါအဲ့ချိန်တွေလောက်ပြီပေါ့ဗျာဒါပေမဲ့ဘယ်လိုပြောမဲ့ကင်းရတော့လှဲ့နေပါတယ်ကင်းရတော့ဘယ်လိုမျိုးသွားလိုက်လာရတယ်ဒါပေမဲ့အဲ့ဒီချိန်မှာ ျွန်တော်ကင်းကြည့်တဲ့လူကကြည့်ပေါ့အဲ့တကားလည်းဖွင့်လို့ရရောကျွန်တော်နည်းနည်းခွဲလောက်ကြရောသူတို့ဒီရှေ့ဘက်နည်းနည်းကွယ်တဲ့နေရာလဲရောက်ရောလူမျိုးကကျွန်တော်တို့ကအဲ့ပြင်နေပေါ့ဖွင့်ဖွင့်ပြီးတော့ထွက်ပြေးတာပေါ့ဆပ်ထွက်ပြေးတာနဲ့အဲ့တော်တဲ့ဆရောက်တာပဲဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲအဲ့ရွှေထိုးထဲမှာကြတော့တင်တဲ့ဘာတွေမရှိဘူးခင်ဗျသူတို့မှအဲ့ level ပဲအဲ့ဟိုဟာလောက်လေးခွာလာအဲ့ဒါလောက်ပဲရှိတယ်ခင်ဗျအဲ့ဒါပေမဲ့သူတို့ကတော့ဆက်မလိုက်လာဘူးကျွန်တော်ကလည်းဘယ်လိုပြောပြောနောက်ပြန်မကြည့်ဘူးလေပြေးတယ်ဆိုတော့အဲ့ညညလွင်းချင်းပဲကျွန်တော်ပြေးတယ်ဆိုတော့ သူတို့အဲ့ကင်းသမားတွေကကြတော့သူတို့မှလက်နဲ့တွေပါတယ်မရှိတဲ့အခါကျတော့လိုက်လာလို့တော့မရောက်တာမဲ့သူတို့အဲ့လက်ရှိအဲ့ချလင်တက်ကိုဆက်သွယ်ပြီးတော့သူတို့လမ်းတွေပိတ်တာတို့အဲ့ရေးပေါ်ရေးပေါ်အဲ့ကားတွေကင်းကားတွေပါတယ်နဲ့လှည့်ပြီးရှာတော့မျိုးတော့ရှိတယ်သူတို့လည်းတညလုံးမအိပ်ရဘူးလို့ပြောတယ်မြတ်ဒါကျွန်တော်တို့ကကြတော့လက်ရှိအဲ့ကျွန်တော်တို့နည်းနည်းလေးတော်ပြီးနေအဲ့တော်ထဲမှာတညအိပ်လိုက်လာကျွန်တော်တို့တညအိပ်တဲ့အခါကျတော့သူတို့သူတို့ရှာတာလမ်းမှန်ဆိုတော့ကျွန်တော်တို့တော်တဲ့အိပ်တဲ့အခါကျတော့သူတို့မတွေ့ဘူးပေါ့နော်ဒါမိုးလင်းပိုင်းကြာမှကျွန်တော်တို့သူတို့နည်းနည်းအေးမဲ့နေထားကြာမှကျွန်တော်တို့ကပြင်ကိုထွက်ပြီးတော့တော့ကူညီတောင်းတဲ့အခါကျတော့ အဲ့မှာနည်းနည်းလွဲချော်သွားတာမျိုးတွေရှိရပေါ့ကျွန်တော်တို့တော့တို့မလိုက်လာလိုက်လာလို့မရဘူးခင်ဗျာကျွန်တော်ထွက်ပြေးတာဆက်ချက်ရောက်တို့တို့မှလက်ရှိအဲ့ဒဲရှိတာမှဆယ်ရောက်ဝန်းကျင်ဆယ်ရောက်အဲ့ဝန်းကျင်လောက်ပဲရှိမှန်းပြီးလို့ရှိရင်တို့တို့မှအဲ့လက်နဲ့တွေပါတယ်မရှိရခါကြတော့တို့တို့လည်းနည်းနည်းကြောက်တယ်ကျွန်တော်ထွက်ပြေးတာကြတော့ဆက်ချက်ရောက် ဆက်ချက်မှကျွန်တော်နှစ်ဖွဲ့ကွဲသွားတယ်မြတ်နှစ်ဖွဲ့ကွဲကျွန်တော်မှကြတော့လက်ရှိ12ယောက်ပါလာတယ်4ယောက်ကကြတော့နောက်တရေလဲကြရောကျွန်တော်ဖမ်းမိရောဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့12ယောက်ကကြတော့အာဘလုံးပြောမယ်ကျွန်တော်တို့ဒီယွာထဲကြောက်တော့ကျွန်တော်ဝင်ကူညီတောင်းတာပေါ့ဒါပေမဲ့အဲ့ဒီကူညီတဲ့လူကလည်းဘယ်လိုပြောမလဲတအားကူချင်းစာပါလေကျွန်တော်12ယောက်လုံးကိုသူတို့ကဘယ်လိုပြောမလဲပရမတော့ဘယ်လိုပြောမလဲသူတို့ရဲ့အန်ဒီရများတဲ့အတွက်ဘယ်လိုပြောပြန်ပို့ဖို့သူတို့ကလည်းပြောပါသေးတယ်ဒါပေမဲ့ကျွန်တော်ကလည်းဘယ်လိုပြောမလဲဒါက တကယ်လေးလေးစားနဲ့ဟိုတန်းမှန်တဲ့ခါကျတော့သူတို့ကလည်းပြန်မပို့ပဲနဲ့ကျွန်တော်တို့တနေ့ရောက်ရွှေ့ပြီးတော့ထားပေးတာပေါ့နော်အဲ့လိုပေါ့ကံဟုတ်ကဲ့ကျွန်တော်ကကြတော့အဲ့အရင်ကတည်းကကျွန်တော်လက်ရှိထိုင်းမှနေကြတဲ့အဲ့တော်လည်းတက်ဖွဲ့လက်ရှိကိုတောင်းပကပနဲ့ကျွန်တော်ဆက်သွယ်ရှိတယ်ခင်ဗျဖုန်းနံပါတ်တွေပါတယ်ကျွန်တော်မှရှိတယ်ဒါပေမဲ့တစ်ဆင့်ကတော့ပြန်တန်းရောက်တာပေါ့ဗျာဘယ်လိုပြောဖုန်းနံပါတ်လက်ရှိဖုန်းတွေပါတယ်မပါလာတဲ့အခါကျတော့ကျွန်တော်မှတ်မှတ်မိနေဖုန်းနံပါတ်တွေတလှမ်းဆက်ဆက်ပြီးတော့အဲ့ရန်ကတော့တစ်ဆင့်ပြန်ဆက်သွယ်ရတာပေါ့အဲ့လိုပေါ့ အဲ့ဒီမှာကျွန်တော်တို့တလဝန်းကျင်လောက်ကြာသေးတဲ့ခင်ဗျာအဲ့မှာနေလာတော့တလလောက်ကြာသေးကျွန်တော်တို့တလတလတော့နည်းနည်းစွန်ရဲဒါပေမဲ့ဘယ်လိုပြောမလဲအဲ့ကြားထဲမှာကျွန်တော်တို့ကဒီဆက်သွက်လိုက်ဘယ်လိုပြောမလဲဖောင်းကဘယ်လိုပြောမလဲသူတို့ဟိုကဖြစ်တဲ့အခါကျတော့ဘယ်လိုမလဲအဲ့နားမှာတတ်တယ်နဲ့တအားနေတဲ့အခါကျတော့ဘယ်လိုပြောမလဲအန်ဒီရဲ့များလို့ဆိုပြီးတော့သူတို့ကဖောင်းတစ်ခါပြန်သိမ်းလိုက်ကျွန်တော်တို့ကရှောင်နေလိုက်အဲ့ဖွဲနဲ့ဆက်သွက်ပြတ်လိုက်အခုတကြိမ်ကတော့ဘယ်လိုမျိုးနောက်ဆုံးကြိမ်ကကျတော့ကျွန်တော်တို့ဖောင်းတွေပါတယ်သူတို့ကလည်း 20လောက်20 20ကြောချာလာပြီဆိုတော့ကျွန်တော်တို့ဖုန်းတွေပါတယ်ပေးကင်ထားတဲ့ကကြတော့ဒါဘလုံးပြောမဲ့နေတိုင်းလိုလိုဆက်သွယ်လို့ဖြစ်သွားတာပေါ့နော်ဒါဘလုံးပြောမဲ့နေသားတော်တော်လေးကောင်းသွားတဲ့နေသားပေါ့အမေဒါလက်ရှိပါမအတော့ကျွန်တော်လက်ရှိကျွန်တော်ဆက်သွယ်တာတော့ဆယ်ယောက်ဇလောင်းတွဲပဲဆက်သွယ်ဒါမဲ့သူတို့ကလည်းလာမကျူလောဆက်လာမကျူသေးဘူးအဲ့ကြတော့မှကျွန်တော်နေရင်ထိုင်ရင်လည်းသူတို့ကကြတော့ဘလုံးပြောမဲ့ ဖွဲ့နဲ့တအားစင်ပြင်းမဲ့နေထားမရှိဘူးခင်ဗျအဲ့ဒီခါကျတော့ဒါကျွန်တော်တို့နှစ်ယောက်တည်းပဲအရင်ထွက်လာတာပေါ့နော်ဒီရကြတော့ဘယ်လိုမျိုးမလဲကျွန်တော်အမြင်ကတော့ဒါသိပ်မယိုးစားတယ်လို့ခံစားရတယ်ဗျအရင်ကဆိုလို့ရှိရင်ဗျကျွန်တော်တို့ အဲ့လောက်မဟုတ်ဘူးကျွန်တော်တို့ဘယ်လိုပြောမလဲတောင်တန်အောင်လောက်ဆိုလို့ရှိရင်ထောက်လို့ရတာတို့ဘာလို့ကျွန်တော်ကြောက်ဝဲဒါပေမဲ့ကျွန်တော်တို့အဲ့ဒါတလာပိုင်းကျွန်တော်ဖမ်းမိနေတော့တလာပိုင်း၄ရက်ပေါ့ဗျာဒါ၂၂၉ပေါ့အဲ့ဒီမှာကျွန်တော်ဖမ်းမိနေအဲ့ဒီအဲ့ဒီနောက်ပိုင်းမှာဘယ်လိုမျိုးလုံးဝအခုကျွန်တော်တို့ပတ်စင်ကိုဗျာပတ်စင်ကိုတော့လက်ရှိတဲ့ပတ်စင်ဆယ်ဆိုလို့ရှိရင်ဒါပို့ရွာပြီဒါမြစ်ကျုံးစုကိုပို့ပို့တယ်လို့ကျွန်တော်တင်ပြကြတယ်ဒါသူတို့မှလည်းအဲ့၂ရက်အခုဆို၂ရက်လောက်တော့ပို့ထားတယ်လို့ကြားတယ်ဗျာ ဒါပေမဲ့ကျွန်တော်တို့လောင်းဝထုံမရတာကြတော့ဒါတန်တရာဖြစ်စားလို့ကျွန်တော်တို့အဲ့လိုပဲမြင်နေခင်ဗျလက်ရှိကျွန်တော်တိတိလောက်ဆိုလို့ရှိရင်ဗျာထိုင်းနိုင်ငံအရင်နေထားတဲ့တော်တော်လေးဆိုးလာတယ်ဒါဘယ်လိုပြောမလဲရှိဒီမြန်မာနိုင်ငံမှာလည်းအဲ့ဒီဒီပေါ်တာဆွဲတာတော့အဲ့ဒီဟိုဟာဘယ်လိုပြောမလဲဒီစမုန်ထမ်းအဲ့လိုပေါ့ဗျာတအားစုဆောင်လာတယ်များတဲ့အခါကျတော့လူငယ်တွေအတွက်မလုံချောင်တဲ့အခါကျတော့ထိုင်းကိုသွားတယ်ထိုင်းကိုသွားလို့ရှိရင်ဘယ်လိုပြောမလဲထိုင်းမှာလည်း ဒီအရင်ကအရင်ရတဲ့ပို့ပို့ပြီးတော့ဘယ်လိုပြောမဖန်စီတယ်များလာတဲ့ခါကျတော့ဖန်ခံရဖို့ပါဆင်းရတော်တော်လေးများတယ်ဒါပေမဲ့ဘယ်လိုပြောမလဲတကယ်လို့ကိုကမဖြစ်မနေသွားရမယ်ဆိုလို့ရှိရင်လည်းစသရရဆင်ခြင်ပါပြီးလို့ရှိရင်မဖန်စီခံရအောင်ဘယ်လိုပြောမလဲထင်းထင်းသိမ်းနေဖို့ရယ်ပြီးလို့ရှိရင်တကယ်လို့ဖန်ခံရလို့အဲ့ဟိုဘက်မှာကျွန်တော်တို့ဘယ်လိုမျိုးမလဲ6စခံပြီးတော့လို့မြေမပြေကိုပြန်ပို့တဲ့ချိန်ကြလို့ရှိရင်အဲ့ဒီစက်တက်စုဆောင်တဲ့အထဲမှာပေါ့ကျွန်တော်ခွင့်ရရရင်ရသလိုပြေးဖို့ တကယ်လို့ပေါ်ွားခဲ့ရင်ကျွန်တော်တို့သူတို့ပြောတာနဲ့ဘယ်လိုပြောမလဲလက်တွေ့ရတလွဲစီပဲဆိုတာလေပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်တို့ဆိုဗျာအဲ့စအကွက်တောင်းမှတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဖောင်ပီးတောင်းရဒါမဲ့အဲ့လိုကြီးလည်းမထင်ဘူးဒါမဲ့ကျွန်တော်တို့လှေပေါ်လဲရောက်ရောဘယ်လိုပြောမလဲအမြင့်ကိုရောက်လို့ရှိရင်ကျွန်တော်တို့ဖောင်ပြန်ပေးမယ်ဆိုရွှေထူးလဲရောက်ရောဘယ်လိုပြောမလဲလုံးဝပြန်ပေးတဲ့နေထားပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဘလို့ကြောင်းကြောင်းလိုက်တော့မသိဘူးခင်ဗျာကျွန်တော်ပတ်စဝတ်တွေဘာတွေကိုသူတို့ကဟိုဟာဖြစ်တယ်မေးတယ်ကျွန်တော်ဖုန်းပတ်စဝတ်တွေကိုသူတို့ခတ်တာတော့ဘာနဲ့ခတ်တာလဲဆိုပြီးတော့မေးတယ်ပြီးလို့ရှင်လက်ရှိ ျွန်တော်နဲ့အတူတူပါလာတဲ့လူတွေအဲမြိတ်ကျွန်းစုကိုပို့ထားရလို့တရင်ကြမယ်ကျွန်တော်တို့ကတော့လုံးပြောလောင်းဝအခုကျွန်တော်ပြင်ရောက်နေတဲ့နေသားမှာလောင်းဝဆက်တော်လို့မရဘူးဒါဖုံးကတော့သူတို့လောင်းဝပြန်မပေးသေးတာသိချတယ်ဒါပေမဲ့အဲ့ကြားထဲမှာဗျာကျွန်တော်တို့လုံးပြောမယ်ထွက်ပြေးဖို့ခွင့်ရေးတွေအများကြီးရှိတယ်ဒီခေါတောင်းမှန်ဆိုလို့ရှိရင်ဗျာဘယ်လိုမျိုးဟိုလူတိုင်းကိုယ်စီဖုံးပေးတောင်းတယ်ဒါခွင့်ရေးတွေကျွန်တော်မှအများကြီးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပို့တဲ့အချိန်မှာလည်းဘယ်လိုမျိုးမဲ့လှေနဲ့ပို့တယ်ဆိုမဲ့ကျွန်တော်တို့သူတို့စစ်သားတွေကတအားနေတယ်ဗျာလုံးပြောမယ်ကျွန်တော်တို့နေထားဆိုလို့ရှိရင် 的这条路，拉布嘞前头，我都累死嘞。草药，都是他草药王建来把这条，大概路六年没修路，七年这条路，困一点苗细。啊，这条路呢？今年呢？把标定嘞，就路的，实在的还没保护好咯。但等你上九寨吧，路边这条路对江海呀，江海怎么样咯？不没有。啊，安的没有咯，这条路还路边看着还行嘞。哎呀，怎么不没有？实在的还没保。等你上九寨完了，可以加一加的路，再加完路，这条路边标定那个。